တောင်ကြီးမှာစားတဲ့တပူးနဲ့ကျွန်တော်နာစားတဲ့တပူးတော့ပွားတယ်လို့ပြောကြတာပဲရောင်းလာတော့28နှစ်အရင်ကတော့စပိန်နဲ့ကျွန်တော်ကားနဲ့တက်တယ်ခုကျွန်တော်ကိုယ်ဆိုင်ကလေးနဲ့ကျွန်တော်ကွာဒီလမ်းမှာသွားရင်ရောင်းရင်သွားရင်ရောင်းရင်ပေါ့တကယ်ကိုကျွန်တော်တော့ရှစ်ပိတ်တာပေါ့ အ ਨੇ ဆုံးကျွန်တော်မှတော့မရဘူးဆိုတော့2သိန်းခွဲ3သိန်းတော့ရတယ်ကုန်ကြီးကြောင်းတွေနားမှာတို့ဘာတို့ပေါ့အဲပွဲလာနှစ်ပင်တွေလိုက်ရောင်းရောင်းရောင်းနေမထူးဘူးဆိုတော့မှအဲ့မှာတောင်ကြီးတောင်ကြီးတက်ပြီးတော့ကွာတရားအောင်တာတောင်ကြီးရောင်းလာတော့ကွာထန်းဆိုင်လေးနဲ့စမိန်တော့မရှိဘူး ချီကျူးချီပွန်းတာပဲရှိရပေါ့ဘယ်လိုမှမကောင်းတာပဲဘယ်လိုမှရှိတယ်အဲဘယ်လိုမှဘယ်လိုမှသကောင်းတယ်ဆိုတာဒီလိုမျိုးပဲပေါ့ဒါပေမဲ့ order တွေလည်းမာတဲ့လူလည်းရှိပါတယ်ကိုနားမှာစားသုံးတဲ့ customer တွေတော့အများဆုံးတော့ကိုနားမှာတော့အများကြီးပေါ့ဒါကြိုးကိုဥယျာဉ်ကိုကျွန်တော်တို့လဲတာပေါ့ဒီတန်တဲ့နဲ့ဒီပိတ်စအပားနဲ့ကျွန်တော်တို့စစ်တဲ့အနေအမှာပထမဆုံးယူတဲ့အရေးနောက်ပြီးတော့ဒါဒီကဒါကျွန်တော်တို့ဒီကြိုးဖို့ အိုထဲထဲရမယ်အဲ့အနေကတတ်တတ်ဒီကောင်တတ်တတ်ပေါ့အဲ့တော့ကျွန်တော်တို့ကစားထဲရမယ်ငါပိတာဆိုရင်ကျွန်တော်တို့ဒါကလုံးဝတုတ်ပုတ်ခွဲထဲရတယ်ဒါတော့ဟင်းကမောတော့၃00ရတာပေါ့နော်အနည်းနဲ့အများတော့နည်း၃00ရတယ် ကျွန်တော်တို့ကျတော့ ready made မဟုတ်ရကျွန်တော်တို့ပဲချမ်းကျတော့ကျွန်တော်တို့ကစိန်ချိန်ကဥပမာဆောင်းတွင်းဆိုရင်ကျွန်တော်တို့ချိန်စိန်က9နိုင်ရှိရဘူးတို့လိုမျိုးပူအိုက်တဲ့ရာဒီရကျွန်တော်တို့ကချိန်စိန်ကတော့3နိုင်ပေါ့အဲ့လိုမျိုးကျွန်တော်ကျွန်တော်ပဲတွေနူးသွားမှကျွန်တော်တို့ဒီချိန်ဆက်နဲ့ပြန်ချိန်ရတာပေါ့အဲဒုတိယကြီး ျွန်တော်တို့ပြင်ဆင်နေတော့ဆိုတော့တနေကုန်ပဲပေါ့ဗျာဒုံမို့ဆိုတာဒီကောင်လေကျတော့ဒီမှငင်းညံတော့အရာမလို့ဆိုတာဒေဦးတို့ဒီခုကျွန်တော်တို့ပဲစစ်ထားတဲ့ပုံလို့ဆိုတာပြောင်းလက်နေအောင်ဈေးမရတာသူကဥပမာအဖတ်လေးတခုနည်းနည်းလေးကြံခဲ့ရင်ဒီတခုကနောက်ရကြတော့သူမျိုးကျွန်တော်စကားပေါက်လို့မျိုးဖြစ်သွားဒါမပွက်မရှင်းတာကွာဒီမွေနေရတာလေ မမွေးလုံးဝမလို့မမွေးရဲ့အဲ့ဒါကဒါမချောတော့ဘူးအသေးသေးကတော့အဆန်ဆန်လေးပါလားမွေးနေ โอ้ยิงเซลล์สิเซลล์มันได้เอาตัวบ่เย็นนะบ่ขนาดเลยบ่เอ้ดีจูราโร่อขนาดเลยบ่ ဲစိန်တဲ့အချိန်တို့ဘာတို့ချိန်ရဲ့ချိန်ပြီးတော့စစ်ပြီးတဲ့အချိန်ကကွာကြာသွားတာအဲ့တခုပဲလွယ်တယ်ဒါလည်းခဏလေးဒီကြောင်စားလေတာဟိုပါပါလေဆိုတော့လေစားကောင်းတယ်ပေါ့နော်ဒီလိုလေးလုပ်တာလည်းမဲတာလည်းပြောဒီဒီတိုင်းလည်းပဲလောင်းတာစီပူပူလေးနဲ့လောင်းရတာလေဒါလေးကမလေးတို့ဟာပါလေပဲရဲ့အနှစ်လေဟိုဟာအနှစ်ကဲဟာလေးကိုချက်ထား ပဲအနှစ်လေမင်းညမှာကြိုးတဲ့ဟိုအည်တွေလေးအဲ့ဒါလေးကိုချက်ထားတာအနှစ်ကလေးကိုရှင်ပေါ့အရှင်ပေါ့ဒါမှရှင်တော့ရှင်တာအစိမ့်လေတနေ့တာဆိုတော့အစိမ့်ပဲလေဟုတ်ကဲ့ဗျာကျွန်တော်နာမည်တော့ဥခွန်ကျော်တက်ထွန်းပါဗျာကျွန်တော်လေးစားကားထဲမှာတော့ကျွန်တော်ကဥတက်ထွန်းရွှေပိုးအိုဟိုပုံးတစ်ခုတုပ်ဆိုတော့ကျွန်တော်ထဲထားပြီးတယ်ရောင်းလာတာတော့29နှစ်အရင်ကတော့စပိန်နဲ့ကျွန်တော်ကားနဲ့တက်တယ် ကိုကျတော့ကိုဆိုင်ကလေးနဲ့ကျတော့ကွာဒီလမ်းမှာတွားရင်ရောင်းရင်တွားရင်ရောင်းရင်ပေါ့နေခင်းလို့ဆိုတော့ဒီ၁၂နှစ်ခွဲ၁၂နှစ်လောက်ဆိုကျွန်တော်ပို့အာစားကြတဲ့ဒီတကူပဲစားရအောင်လားအရင်တော့ဘယ်လိုမှမဟုတ်တော့ဒီကားစပယ်ကလိုက်တော့ဗောဗျာ ကားစပြာလိုက်တဲ့ချိန်မှာကျတော့ကိုကအဆင်မပြေဘူးပေါ့အဲ့တော့စပြာတစ်ခေါက်မှကိုကခောက်ကြီးတစ်ခေါက်ကမှ150ပကိုးဒီကို150ရန်ကုန်မှာ300ရရတယ်အဲ့တော့ကားစပြာလိုက်တဲ့ချိန်အဲ့ဒါမတူဘူးဆိုတော့ကိုကဇောက်ချမယ်ဆိုတော့ဒီတကူကိုလုံပြီးတော့ဇောက်ပြန်ပြီးတော့ဇောက်ချမိဘမျိုးရိုးဖလာတော့သူကတကူလုံတဲ့လူတော့မရှိဘူးကျွန်တော်သိအောင်ပဲ

ဘာမှမရှိပါဘူးကြာပိုင်ဆိုင်လာတာဆိုတော့မီးတွေတားတွေသမီးတွေပဲရှိတော့ကိုနမှာတော့ជីជីမပိုင်ဆိုင်လာတော့မရှိတော့ជីជីမဆိုတော့တားတွေသမီးတွေပဲရှိတော့တယ်ဝိုင်းလို့ဝိုင်းစားတော့ဒီအလုတ်ကြီးကတော့လူကရောက်ရှိ10ရောက်ရှိ10ရောက်လို့ပုံနေတယောက်တစ်မျိုးလေးပေါ့နည်းနည်းစီ ဘေးအစီပေါ့ဘေးအစိကျွန်တော်တို့ခြတောင်မို့တဲတယ်လို့ပဲပေါ့ဗျာအဲ့လိုမျိုးပေါ့တနင်္လာကြာတာပြီဆိုရင်ကျွန်တော်မင်္ဂလာဦးကျွန်တော်တို့အများဆုံးကဒီရောင်ရွှေဟော်ကုန်းမင်္ဂလာဦးပေါ့အဲ့နေရောက်ကဆိုတော့ကျွန်တော်ဒီဒီကြလားဒီကြလားမှာအများဆုံးရှိမှာ ဟိုတူတင်းငုံနေတာကျွန်တော်ဒီပြီးတော့တာဦးကြီးခန်းကျတော့ကျွန်တော်ညင်းစီလမ်းမှာများဆုံးရှိတယ်။ဘုံကကျွန်တော်ရဲ့ကတ်ဆမာရဲ့ကျွန်တော်ကဘယ်လိုမျိုးဆိုတော့သူကျေးဇူးတင်ပါတယ်။သူကကျိုးရဲ့ကိုရဲ့ကျေးဇူးရှင်သမင်းရှင်လေးတွေပေါ့ကျွန်တော်ရဲ့သမီးသားစုလုံးရဲ့သမင်းရှင်တို့ကိုကျွန်တော်အမြဲတမ်းပဲကျွန်တော်လူရဆန္ဒအလုံးအလုံးတော်ပါကြီးနဲ့ပြည်ပါစေ။